အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ယနေ့ဖတ်ပြပေးမှာကတော့ဇေယဝင်းဖေဤဝိထုတူများတဲ့မှာကိုလက်အိမ်အောင်ကြခြင်းဆိုတဲ့ဝိထုတူလေးပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားဆင်ခံစားပေးကြပါအောင်ခင်ဗျာကိုလက်အိမ်အောင်ကြခြင်းအေးလွန်းဒီလည်းမဟုတ်ကူလွန်းဒီလည်းမဟုတ်လင်းလွန်းမှောင်လွန်းလည်းမဟုတ် ယာဒီဥတုသည်ကြည်လင်ตาရလျက်ရှိသည်လက်ဆက်တန်ရှင်သောလေနူအေးကလေးကလည်းညင်ညင်တတတိုက်ခတ်နေသည်ညကမိုးရွာသောကြောင့်ကိုလက်ဤခြံကလေးအတွင်ရှိတစ်ပင်ပန်းမှန်များသည်စိမ့်စိမ့်ဆူဆူလန်းလန်းဆန်းဆန်းရှိနေကြလျက်အဖူးအပွင့်တို့ဖြင့်လည်းစီကားဝေစာလျက်ရှိသည်အကြောင်းအသွေးတို့လည်းအမျိုးစုံလှဤခြံကလေးသည်မကျင်းလုံးမကျယ်လုံးအလောတော်သာဖြစ်လျက် စနေတကြပြုစုထိန်သိမ်းမှုကြောင့်လှပတည့်ရဲ့နေသည်တစ်ချံလုံးပြုတ်ကျက်နေအောင်စိုက်ပျိုးထားခြင်းလည်းမဟုတ်နေသားတကြရှိသောမြေနီကွက်လက်ကြောက်စရစ်ခင်းကွက်လက်မြက်ခင်းနေရာစသဖြင့်အချိုးကျပြေပြေလျက်ตายရဤချံပဝင်းခြင်းရက်ကွက်သည်လည်းတန့်ပြန့်လှသည်ခြုံငုံ၍ဆိုရလျင် ကိုလက်ဤချံကလေးသည်တီးခြားလောကနိဗ္ဗာန်ကလေးတစ်ခုဖြစ်တော်သည်ပန်းရှင်အတွက်ခြေနဲ့ရောင်ရဲလောက်ပူသည် ခြံအတွင်းရှိတထက်တိုက်ကလေးမှလည်းတေသက်လှပပြီးစင်ကြင်တော်တရားထက်တန်သောဘိတုကကောင်းတယောက်ဤလက်ရဖြစ်မှန်းမြင်ယုံနှင့်သိတာသည်အပြင်ပန်းကိုကြည်ယုံဖြင့်အတွင်း၌လိုအပ်သမျှလူအသုံးဆောင်ပစ္စည်းများပြည့်စုံအောင်ဖြည့်ဆည်းထားကြောင်းထင်ရှားလှသည်စည်းစိမ်ရှိရှိနေထိုင်ရန်ထူထောင်ဆောက်လုပ်ထားခြင်းဖြစ်သည်ဤသို့ဆိုလျင်ခြံပိုင်ရှင်ကိုလက်ဤအသိဉာဏ်ပညာအဆင့် အလုံးအကိုင်းအခြေအနေစိတ်နေစိတ်ထားကိုခံမှန်းနိုင်လောက်ပါသည် အပူအပင်ကင်းရှင်းသည်ဟုဆိုရလောက်အောင်ပြည့်စုံသူလူပြိုလူလွတ်တယောက်ဖြစ်သည် ကိုလက်၌ယောဂဘေရကင်းသည် ပြဒနာရှင်းသည် သူဤဘဝကို သူဟာသူအလွန်ကျေနပ်နေသူဖြစ်သည်ကိုလက်သည်တိုက်အတွင်းမှချမ်းအတွင်းသို့ဆင်းခဲ့သည် လောကဝင်းကျင်သည်ရာဂိုင်နှုံးပြည့်မြကျေနပ်ဖွယ်ဖြစ်ကြောင်းထိတွေ့ရသည် အလွန်လက်ဆက်တန်ရှင်းသောလေကို ရှူဆိုင်ကြည့်သည်ကျေနပ်ချင်းပီတိသည်ကိုလည်းဤမျက်နှာပြင်၌ရုပ်ချင်းပေါ်လွင်လာသည် မွေးပြန့်သောပန်းရနံ့မြေသင်းနံ့မိုးတက်နံ့တို့သည်စွပြန့်ပွဲပဝင်းကျင်ကို အိုမိုပြည့်စုံကြွယ်ဝစေသည် ကိုလက်ကသူ၏จิตလက်တံမာသော ကိုခန္ဓာကိုအညောင်းဆန့်ရင်းအရသာခံလိုက်ပြန်သည် ကိုယ်လက်အင်္ကာတို့ညောင်းညာ၍အညောင်းဖြည့်ခြင်းမဟုတ်ဘဲတတ်တတ်အရသာခံခြင်းဖြစ်ကြောင်းသိတာသည် ိုလက်သည် သူ၏ရှေ့နောက်ဝဲရဝင်းကျင်ကို ကြည့်ရှုသည်ခြေနှက်ကြည်နူးမှုတို့သည် သူ၏မျက်ဝန်းတို့၌ထင်ရှားစွာရှင်းလင်းဖြစ်ထွန်း၏ယာနှုံးပြေနီးပါးပြီးပြေဆုံးမှုတို့ကကိုလက်အားတစုံတစ်ခုလှုပ်ရှားလှုပ်ဆောင်ရန်တိုက်တွန်းလှုံ့ဆော်လိုက်ဟန်တူသည်ကိုလက်တိုက်ကလေးအတွင်းသို့ဖြက်လက်ပေါ်ပါစွာ ဝင်ရောက်ပျောက်ွယ်သွားသည်ခဏကြာလျင်တိုက်တွင်းမှ ပေါ်ပါပျော်ရွှင်စွာပြန်ထွက်လာသည် သူနှင့်အတူလက်သမားပစ္စည်းများပယံပစ္စည်းများတနင်းတဘိုးပါလာသည်ပစ္စည်းများကိုမြက်ခင်းကွက်လက်၌ချထားပြီးသောအခါကိုလက်သည်ခါးကိုဆန်တန်းလျက်တစ်ဖက်ခြံရှိဗာကြီးများတို့ချင်းဝိုင်းကိုလှမ်းကြည့်သည်ဗာကြီးများတို့ချင်းဝိုင်းတွင်ဦးလေးဝင်းအငယ်ဆုံးဖြစ်သည်ဗာကြီးတန်းဗာကြီးအောင်နှင့်မာမူလှပါဆိုလျင် အားလုံး၅ယောက်ဖြစ်သည်ချင်းဥပရေများကို အလွန်လေးစားစွာ လိုက်နာကြသည် ချင်းဥပဒေများကလည်းအတော်များပြားကျက်တဲသည်သို့တော်ဗာကြီးများတို့အားလုံးခြေနဲ့ပျော်ရွှင်စွာလက်ခံလိုက်နာရင်းကစားကြသည်ကစားကြသည်ဆိုရ၌အရသာခံ၍ကစားနေကြခြင်းက ထူးခြားလာသည် ကိုလက်သည်ဗာကြီးများတို့ချင်းဝိုင်းကိုအလွန်သဘောကျသည်စည်းကမ်းပေါင်းအတွင်း၌ပျော်ရွှင်ကြည်နက်စွာရသာခံနေကြခြင်းကို ပို၍အားကြသည်ခနာကြလျင် ကိုလက်သူ၏လုပ်ငန်းကိုစသည် သူဖော်သည်တဲယူဖယ်ရှားသည်တိုင်းတာတွက်ချက်သည်တိုးချဲ့တူးဆွားသည်အတန်ကြာလျင်အတော်မောသွားသည်ချွေးရွှင်ရွှင်တို့ထွက်ဆို့လာသည်ကိုတုံရင်ခဏနာသည်လမ်းထိပ်ဘောလုံးကွင်းမှလူငယ်များဘောလုံးကစားနေသည့်အတန်များကြားရသည်ဒိုင်လုတ်သူကလည်းမကြာခဏဝစီမှုတ်၍စီကံထိန်ထိန်သည်ကိုလက်မျက်စိနှင့်မမြင်ရတော့လေ စည်းကမ်းပေါင်အတွင်းမှကျေနက်ပျော်ရွှင်စွာကစားနေကြမည်လူငယ်များကိုတွေးကြည့်မြင်အောင်လီဘောလုံးဝင်းအတွင်ပြေးလိုက်လွှားလိုက်ခုံလိုက်ပေါက်လိုက်တိုးဟဲတိုက်ဟဲနှင့်အားတက်သရောရှိကြသည်အားရပါရရှိကြမည်ပင်ပန်းချင်းသည်ပင် အရသာတဖွဲအနေရဲ့ကြီးချင်းသည်ပင်ပျော်စရာစိတ်တက်ကြွစရာအဟာရဖြစ်နေကြမည်ကိုလက်တွေးရင်ကျေနက်နေသည်သူဤလုပ်ငန်းကိုဆက်လက်လုပ်ကင်ပြန်သည် အုံများကိုရေဆွတ်သည် အင်္ဂရေများဖြော်ဆက်သည်အုတ်စီသည်အင်္ဂရေဖို့သည် အသားများဖြတ်တောက်သည်ဆက်ရွေးပေါက်များဖောက်သည်တန်ချောင်းများတည်ယူသည်များပြား၍ရှုပ်ထွေးသော အလုံများကို အားရကျေနပ်စွာလှုပ်ဆောင်လျက်ရှိသည်ရေကုန်နေ၍ရေခတ်နေစဉ်ခြံရှိမှဖြတ်သွားသောကိုမော်တို့လင်မယားကိုလှမ်းမြင်သည် မနစ်ကမှအိမ်အောင်ကြခြင်းဖြစ်သည် ကိုလက်ကြည့်နေစမှာပင် ိုမော်ကသူ၏ဇနီးတည်ဆောင်လာသောပစ္စည်းအချို့ကို မျှယူသည်ဇနီးတည်က ပြုံးပြသည်ကိုကိုမော်ကြီးကပီတိဖြစ်သွားဟန်တူသည်နေရွက်များหนีသွားသည်ကိုမော်ကြီးတို့နောက်9လလောက်ဆိုလျင်သားသမီးထွန်းကားတော့မည်နောက်3-4နှစ်ဆိုလျင်မိသားစုပို၍ကြီးလာတော့မည်အိမ်တောင်တာဝန်များနှစ်ဖက်မိဘတာဝန်များနှစ်ဖက်ဆွေမျိုးစု၏လူမှုရေးဝတ္တရားများအားလုံးကိုကိုမော်ကြီးတို့ဇနီးမောင်နှံ ကျေနပ်စွာဖြည့်ဆည်းထမ်းဆောင်ကြပေလိမ့်မည်။ကိုလက်သည်ကိုမော်ကြီးတို့ဇနီးမောင်နှံကို အလွန်ကျေနပ်သည်။သူတို့အိမ်တော်ကြခြင်းအဖြစ်ကိုသဘောပေါက်၏။ချက်ချင်းဆိုသလိုမိမိလုပ်ငန်းကိုတည်ရလာသဖြင့်ဆက်လက်လှုပ်ဆောင်ပြန်သည်။တန်တိုင်များဖြတ်တောက်သည်။တန်ဆွမ်းသောလက်ရက်ပတ်တာများပြင်ဆင်သည်။ကုန်ပစ္စည်းများကိုဆက်ဆက်သည်။လုံရင်ကရင်ပကြီကိုများဖြစ်အကြောင်းကိုစဉ်းစားမိပြန်သည်။ ကိုမြဖေသည်ပကြီကားကြီးကြီးများကိုစီစေးနှင့်ရေးလေရှိသည်ရေးဆွဲရာတွင်အဖြူအနက်အနီးအပြအဝါစေးရောင်၅ရောင်သာတုံး၍ရောင်စုံဖြစ်အောင်တေးငယ်သောစေးဆက်ကလေးများနှင့်တစ်ဆက်ချင်းတို့၍ရေးဆွဲသည်ဤမူကိုသူဟာသူခြားထားခြင်းဖြစ်ပေသည်ပကြီကားရွယ်ကလည်း၄ပေ၈ပေ၃ပေ၆ပေစသဖြင့်အလွန်ကြီးမားသောကြောင့် တစ်ချက်တစ်ချက်ပြီးအောင်သုံးလေးလပင်ပန်းကြီးစွာ ရေးဆွဲရသည်သို့တော်ကိုမြဖေသည်ပျော်ရွှင်စွာ ရေးဆွဲနေလေရှိသည်ကိုလက်သည်ကိုမြဖေ၏ပကြီးကားများကို အလွန်သဘောကျသည် ထို့ကြောင့်မိမိလုပ်ငန်းကို အပတ်တကုတ်ပြန်လည်လှုပ်ဆောင်ပြန်သည် လုံရင်းကရင်နှင့် ကလာရီနက်ခေါ်အနောက်တိုင်းပုံတစ်မျိုးကိုမှုတ်ရန်ဝါသနာကြီးလာသောကိုကြီးကိုတရိယာမိပြန်သည် ကိုကြည်သည်လဲသူနီးနှင့်သူ ကိုမြဖေကဲ့သို့အပင်ပန်းခံသည်စိတ်ရှည်လာသည်သို့တော်အရသာခံသည် တွေးရင်တောင်းရင် လုံရင်ကရင်နှင့်ကိုလက်သည်သူ၏လုပ်ငန်းကိုအပြီးတက်လိုက်သည်အားလုံးပြည့်စုံစွာရုပ်လုံးပေါ်လာခဲ့ပြီကြည့်ကြပါလှလိုက်သည့်ပစ္စည်းကလေး၆ပေပတ်လည်ရှိသည်၃ဘက်တွင် အုပ်အင်းကလေးနှင့်အသေးပိတ်ထားသည် အမိုးကိုလည်းအင်္ဂရေနှင့်အတိပိတ်၍မိုးထားသည်မျက်နှာစာတစ်ဖက်တွင်ကတန်တိုင်များဖြင့်ကာထားပြီးခိုင်ခန့်သောအဝင် အထွက်တန်တကားကိုလည်းတတ်ထားသည်တန်လက်ချက်မှလည်းခိုင်မာလှသည် ကိုလက်ကိုယ်တိုင်စိတ်တိုင်းကျဆောက်လုပ်လိုက်သောထောင်ကလေးကိုလက်သည်လက်ဝါးနှစ်ဖက်ကိုပုတ်၍ဂျင်းနှက်မှုကို ပြဆက်ထဲကအိုက်တင်ဖြင့်ဖော်ကျူးသည်ပြီးလျင်အေးဆေးမှန်ကန်သော ခြေလန်းတို့ဖြင့် တန်တိုင်းတကားအနီးသို့ချင်းကပ်သွားသည်တန်တကားကိုအရသာခံ၍ဖွင့်လိုက်ပြီးအထဲသို့ဝင်လိုက်သည်တန်တကားကိုပြန်၍စိပိတ်လိုက်ပြီးလျင်အတင်ထားရှိသောအာမခံတော့ကလောက်ကြီးဖြင့်အခန်းပြင်ဘက်သို့လက်ထုပ်၍ခတ်ပိတ်လိုက်သည်ပြီးလျင်တော့နှင့်တော့ပူနှစ်ချောင်းပေါင်းသုံးချောင်းကိုလက်တွင်း၌ထည့်၍တေချာစွာကြည့်သည် အားရသောအခါရုတ်တရက်တန်တိုင်းများအကြားမှဖြတ်ပြီး အပြင်သို့အားကုန်လွှင့်ပြင်းလိုက်သည်တော်သုံးချောင်းသည်အတွဲလိုက်လေထဲသို့မြောက်တက်သွားပြီးခြံစည်းရိုးကိုကျော်လျက်ရေမြောင်းထဲသို့ကျသွားသည်မြောင်းအောက်ခြေသို့ရောက်လျင် နူးညံ့သောရွှွန်းလုံးအတွင်သို့ဆက်လက်နစ်မြုပ်သွားတော်သည်ကိုလက်သည်အုတ်တိုက်ခန်းခြင်းကလေး၏ဒေါန်တရောင်းသို့ဖြင်းညင်းစွာတွား၍အားရပါးရထိုင်ချလိုက်သည်ပြီးလျင် အုတ်နယံကိုကြောမီရင်း ြင်ပရှိပန်းမှန်တစ်ပင်များကိုကြည့်သည်တိကျတေကြသောလက်ဖြင့်မိမိအိတ်တွင်မှ စီးကရက်ဘူးကို ထုတ်လျက်စီးကရက်တလေးမိညိဖွာရှာလိုက်သည် ပြန်လဲထုတ်လွှတ်လိုက်သည့်မိโกလိတ်များအကြားမှပေါ်လာသော ကိုလက်ဤမျက်နှာသည် အာရကျေနပ်ခြင်းများစွာဖြင့်ပြုံးပြုံးကြီးဖြစ်နေသည်ကိုတွေ့ကြရမည်ဖြစ်ပေသည်နာစင်ခံစားပေးကြပါတော့ အရောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါရယ်ခင်ဗျာ။